ညနေဆဲစာရဲ့မှောင်ရည်တန်းချိန်ဟာတဘာဝတရားကြီးရဲ့အလှပဆုံးချိန်တွေတည်းကတစ်ခုပါဒါပေမဲ့တစ်ခါတလေမှာဒီအလှဟာကြောက်စရာကောင်းတဲ့အမှောင်ရည်တွေနဲ့ရောရှက်နေတတ်ပါတယ်ဒီညနေစည်းစာမှာတော့ကျွန်တော်တို့ရွာလေးရဲ့အစွန်ဖျားကတောအုပ်ထဲမှာဖြစ်ပျက်ခဲ့တဲ့ခြောက်ခြားပွဲဇလန်းလေးကိုပြောပြချင်ပါတယ်ကျွန်တော်နာမည်မောင်မောင်ပါကျွန်တော်တို့ရွာလေးကတောင်တန်းတွေနဲ့ဝိုင်းရံထားတဲ့တာယာလှပတဲ့ရွာလေးပါဒါပေမဲ့ဒီရွာလေးရဲ့အစွန်ဖျားမှာတော့နှစ်ပေါင်းများစွာလူသူအယောက်ပေါက်နေပါတဲ့တောအုပ်ကြီးတစ်ခုရှာ ကြည့်ပါတယ်ရွာသူရွာသားတွေကတော့အဲ့ဒီတော့အုပ်ကြီးထဲမှာမကောင်းဆိုးဝါးတွေတရေတစီတွေရှိတယ်လို့ပြောလို့ရှိကြပါတယ် ဒီနေ့မှာတော့ကျွန်တော်နဲ့တငယ်ချင်း၃ယောက်ဟာစုံစားခြင်းစိတ်တွေပြင်းပြင်းထန်ထန်ဖြစ်ပြီးအဲ့ဒီတော့အုပ်ကြီးတဲကိုညနေစေစာချိန်မှာသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကျွန်တော်တို့တငယ်ချင်းတွေကကိုကိုရဲရဲနဲ့မူမိုးလိုပါကျွန်တော်တို့၄ယောက်သားဟာအသက်၁၈နှစ်အရွယ်လူငယ်တွေဖြစ်ပြီးစိတ်တူကိုယ်တူတငယ်ချင်းတွေပါညနေ၄နာရီလောက်မှာကျွန်တော်တို့၄ယောက်သားဟာဆိုင်ကယ်တွေနဲ့ရွာအစုံကိုထွက်လာခဲ့ကြပါတယ်နေရောင်ကတဖြည်းဖြည်းမိန်လာပြီးလေးတိုက်နှုန်းကလည်းပူပူပြင်းလာပါတယ်တောအုပ်ဝင်ဝကို ရောက်တော့ကျွန်တော်တို့ရဲ့စိတ်တွေကလှုပ်ရှားလာကြပါတယ်တောအုပ်ထဲကိုဝင်လိုက်တာနဲ့နေရောင်ကလုံးဝပြတ်ကွယ်သွားပြီးမှောင်မဲတဲ့အရိပ်တွေနဲ့အေးစိတ်နဲ့လေတုကကျွန်တော်တို့ကိုကြိုဆိုလိုက်ပါတယ်တောအုပ်ထဲမှာတစ်ပင်ကြီးတွေကအထက်ထက်ခိုင်ခန့်နဲ့ဆိုင်းကားကြီးတွေလိုမိုးကုတ်ဆဝိုင်းထိမြင်းမားစွာရက်တည်နေကြပါတယ် နေအောင်ကြီးကတစ်ပင်ရွေကြဲတဲ့ကနေဖြက်ခနဲဖြက်ခနဲဖြတ်တန်းသွားတာကအရေးမဲကြီးတွေလှုပ်ရှားနေတယ်လို့ထင်ရပါတယ်။ချက်တန်တွေနှက်တန်တွေတိတ်ဆိတ်သွားပြီးတောအုပ်ထဲမှာထူးဆန်းတဲ့တိတ်ဆိတ်ငင်တက်မှုတစ်ခုကနေရယူလာပါတယ်။ကျွန်တော်တို့၄ယောက်သားဆိုင်ကယ်တွေကိုတောအုပ်ဆက်မှာရပ်ထားခဲ့ပြီးခြေလင်းလျှောက်ဖို့ပြင်ဆင်လိုက်ကြပါတယ်။ကျွန်တော်တို့တွေကမီးအိမ်ကိုစီယူလာကြပြီးတောအုပ်ထဲကိုဖြတ်အပြေးချင်းဝင်ရောက်ခဲ့ကြပါတယ်။ တောအုပ်သေးကိုနက်နက်ဆိုင်ဆိုင်ဝင်လာတာနဲ့အမျှလေဒုကပိုးပြီးအေးစိတ်လာပါတယ်တစ်ပင်တွေကပိုးပြီးထူထပ်လာပြီးမောင်မိုက်ချင်းကလည်းပိုးပြီးကြီးစိုးလာပါတယ်ကျွန်တော်တို့လေးယောက်သားစကားမပြောဖြစ်တော့ပဲတိတ်ဆိတ်စွာလမ်းလျှောက်နေကြပါတယ်ရုတ်တရက်ဆိုတလို့ပဲတောအုပ်သေးကနေထူးဆန်းတဲ့အတန်တစ်ခုကိုကျွန်တော်တို့ကြားလိုက်ရပါတယ်အဲ့ဒီအတန်ကတိရစ္ဆာန်အော်တန်နဲ့လည်းမတူဘူးငှက်အော်တန်နဲ့လည်းမတူပဲလူတယောက်ညညူတန်နဲ့ပိုပြီးဆင်တူပါတယ်အတန်ကတဖြည်းဖြည်းကျယ်လာပြီးကျွန်တော်တို့ရဲ့ရင်ထဲမှာကြောက်စိတ်တွေဝင် လာပါတယ်ကိုကိုကမိအိမ်ကိုမြောက်ပြီးပဝင်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ပါတယ်ဘာအတန်လဲกว่าကြောက်เสียကြီးလို့သူကတုံ့ပြန်တဲ့အတန်နဲ့ပြောလိုက်ပါတယ်ကျွန်တော်တို့၄ယောက်သားတယောက်မျက်နှာတယောက်ကြည့်ပြီးဘာလုပ်ရမလဲဆိုတာမသိတော့ပါဘူးအဲ့ဒီအချိန်မှာပဲအတန်ကပိုးပြီးနီးကပ်လာပြီးအတန်ရဲ့အရင်မြစ်ကိုကျွန်တော်တို့တွေ့လိုက်ရပါတယ်ကျွန်တော်တို့ရဲ့ရှိတဲ့တဲမှာတစ်ပင်အိုကြီးတစ်ပင်ရှိပြီးအဲ့ဒီတစ်ပင်အိုကြီးရဲ့အောက်မှာအရင်မင်းမဲအရာတစ်ခုလှုပ်ရှားနေတာကိုကျွန်တော်တို့မြင်လိုက်ရပါတယ် ကျွန်တော်တို့၄ယောက်သားကြောက်ရွံ့ကြအနောက်ဆုတ်ဖို့ပြင်လိုက်ပေမဲ့ခြေလမ်းတွေကလှုပ်ရှားလို့မရတော့ပါဘူးကျွန်တော်တို့ရဲ့ခြေထောက်တွေမြေကြီးထဲမှာစိုက်ဝင်သွားတယ်လို့ခံစားလိုက်ရပါတယ်အရင်မဲမဲအရာကတဖြည်းဖြည်းပုံတံပေါ်လာပြီးလူတစ်ယောက်ပုံစံဖြစ်လာတာကိုကျွန်တော်တို့မြင်လိုက်ရပါတယ်အဲ့ဒီလူဟာခေါင်းဖြူဖြူမျက်နှာကအရေးအကြောင်းတွေအပြည့်နဲ့အသက်အရွယ်ကြီးရင်းနဲ့အမျိုးသမီးကြီးတူဦးပါသူဟာဆုပ်ပြတ်နေတဲ့အဝတ်အစားတွေကိုဝတ်ဆင်ထားပြီးမျက်လုံးတွေကနီးရဲလို့ကြောက်စရာကောင်းလာပါတယ်အမြဘူသမီးကြီးဟာကျွန်တော်တို့ကိုစိုက်ကြည့်ပြီးတိုးညင်းတဲ့အတန်နဲ့စကားပြောပါတယ် မင်းတို့ဘသူတွေလဲငါ့ရဲ့နေမြေတဲကိုဘာလို့ကျူးကျော်လာတာလဲလို့အမျိုးသမီးကြီးကမေးပါတယ်သူ့အတန်ကအေးဆက်ပြီးကြောက်မက်ခွေကောင်းလာပါတယ်ကျွန်တော်တို့၄ယောက်သားအတန်တိတ်သွားပြီးဘာမှပြန်မပြောနိုင်ပါဘူးအမျိုးသမီးကြီးကဒေါသတကြီးနဲ့ဒီနေရာကငါပိုင်တဲ့နေရာမင်းတို့ချက်ချင်းထွက်သွားမဟုတ်ရင်မင်းတို့ကိုတတ်ပြစ်မယ်လို့အော်ဟစ်လိုက်ပါတယ်သူ့အတန်ကတောအုပ်တစ်ခုလုံးပဲ့တင်ထက်သွားပြီးကျွန်တော်တို့ရဲ့နားထဲမှာဆူးရှားစွာကြားနေရပါတယ် ကျွန်တော်တို့လေးယောက်သားကြောက်အားလန့်အားနဲ့နောက်ကျောင်းပြန်လှည့်ပြေးဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ခြေထောက်တွေကလှုပ်ရှားလို့မရတော့ပါဘူး။အမျိုးသမီးကြီးကတဖြည်းဖြည်းကျွန်တော်တို့စီကိုရှောက်လာပြီးလက်ညှိုးထိုးကတယောက်ချင်းစီကိုစိုက်ကြည့်ပါတယ်။သူကျွန်ုပ်ကိုလက်ညှိုးထိုးပြီးမင်းရင်ဆုံးတရမယ်လို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားသလိုခံစားလိုက်ရပါတယ်။ကျွန်တော်ရဲ့နှလုံးခုန်လုံးတွေမြန်ဆန်လာပြီးအသက်ရှူရခက်ခဲလာပါတယ်။ကျွန်တော်တည်တော့မလို့ခံစားလိုက်ရပါတယ်။ ယုတ်တရက်ဆိုသလိုပဲကျွန်တော်ရဲ့တငယ်ချင်းမူမူကထပ်ပြေးကြဆိုလို့အော်ဟစ်လိုက်ပါတယ်မူမူရဲ့အော်တန်ကြောင့်ကျွန်တော်တို့၄ယောက်သားတတိဝင်လာပြီးအကုံတုံးကနောက်ကျောင်းပြန်လှည့်ပြေးကြပါတယ်ကျွန်တော်တို့ရဲ့နောက်မှာအမျိုးသမီးကြီးရဲ့အော်ဟစ်တန်ကိုကြားနေရပေမဲ့လက်မကြည့်ရတော့ပါဘူးကျွန်တော်တို့တောအုပ်အပြင်ဘက်ကိုရောက်တဲ့အထိအကုံပြေးခဲ့ကြပါတယ်တောအုပ်အပြင်ဘက်ကိုရောက်တော့မှကျွန်တော်တို့ရဲ့ခြေထောက်တွေလှုပ်ရှားလို့ရတော့ပြီးတယောက်ကိုတယောက်ဖက်ပြီးငိုကျွေးမိကြပါတယ်ကြကျွန်တော်တို့၄ယောက်သားတောအုပ်ထဲမှာဘလောက်ကြကြပြေးခဲ့လဲဆိုတာမသိတော့ပါဘူး နေအောင်ကလုံးဝပြက်ကွယ်သွားပြီးကောင်းကင်မှာလာမင်းကြီးထိမ့်ထိမ့်သာနေပါတဲ့ကျွန်တော်တို့ရွာကိုပြန်ရောက်တဲ့အထိစကားတခုမှမပြောဖြစ်ကြပါဘူးအိမ်ကိုရောက်တော့ရေမိုးချူပြီးအိပ်ရာထဲဝင်လိုက်ကြပါတယ်နောက်တနည်းမနက်မှာကျွန်တော်တို့လေးယောက်သားတွေ့ဆုံပြီးညကဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြောပြကြပါတယ်ကျွန်တော်တို့လေးယောက်စလုံးတူညီတဲ့အမျိုးသမီးကြီးကိုမြင်ခဲ့ရတာကိုတိလက်ရတဲ့အခါမှာပိုပြီးကြောက်လန့်သွားကြပါတယ် အဲ့ဒီနေ့ကစပြီးကျွန်တော်တို့၄ယောက်သားတောအုံနာကိုဘယ်တော့မှမသွားတော့ပါဘူးကျွန်တော်တို့ရွာသူရွာသားတွေကိုညကဖြစ်ပျက်ခဲ့တာတွေကိုပြောပြပေးမယ်ဘသူမှမယုံကြည်ကြပါဘူးသူတို့ကကျွန်တော်တို့ကိုစိတ်ကူးရင်ဆန်တယ်လို့ပြောကြပါတယ်ဒါပေမဲ့ကျွန်တော်တို့၄ယောက်သားကတော့ညကဖြစ်ပျက်ခဲ့တာတွေကိုဘယ်တော့မှမမေ့နိုင်ပါဘူးညနေစဲစာချင်းရောက်တိုင်းတောအုပ်ထဲကအမျိုးသမီးကြီးကိုပြင်မြင်ရောက်လာပြီးကြောက်စိတ်တွေပြန်ဝင်လာတတ်ပါတယ်အဲ့ဒီညကညနေစဲစာဟာကျွန်တော်တို့ရဲ့ဘဝမှာဘယ်တော့မှမေ့လို့မရတဲ့ချက်တောက်ချားပွဲညနေစဲစာတစ်ခုဖြစ်ခဲ့ပါတယ် အဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် YouTube ကကြည့်ရင် Like and Subscribe လေးလုပ်ပေးပါ TikTok ကကြည့်ရင်အသေးလေးပေးပါအပေါင်းလေးနှိပ်ပါအားလုံးနောက်ဇလန်တစ်ပုတ်မှာပြန်ဆောင်ကြမယ်နော်ဘိုက်ပါရတာ